တတ်ရွှေလက်ထက်ကလို့ဇီဝရေးပိတ်ဆိုတာဒုမမှုပဲဆိုပြီးအကော်ဒီယံကြီး TV ဒီတချင်းမောင်မြောက်ဒီညီမအထံတွေကလွှင့်တာမဖွင့်နိုင်မကြားတော့မဖွင့်လည်းမဖွင့်နိုင်လောက်တော့ဘူးတဲ့မုတ်ကုတ်ကိုဒီ NL ကထိန်းထားတယ်တပိတ်ချင်းကို MDY PDF ကကင်ထားတယ်မကွေးရင်န်ကြောတွေကိုပတ်ကပ်ဖရီထိန်းထားတယ်ကြောက်ဖြူကလည်း AA ကိုတိုက်မော်ချင်းကလည်း KB နဲ့ကထိန်းထားတယ်မြေရှားကလည်း KI နဲ့ဝါ ဇီဝရေးပိတ်ဆိုတာဒိုမမှုဝေးဆိုတဲ့အကော်ရီယန်ကြီးနဲ့အမဒီဘောလို့မြောက်ဒီတော့မှမဖွင့်နိုင်တော့တဲ့ဆက်ကားဆိုင်အချီနေကိုတစ်ချက်အန်ယူစီစီကောင်စီဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံအလုံသမားတပ်ပေါင်းစု MLA နဲ့မြေပြင်သမိုင်းမောင်အဖွဲ့တွေရဲ့ကြိုးပမ်းမှုကြောင့် ILO ကစစ်ကောင်စီကိုအရေးယူတော့မယ်လို့ NUCC က ထုတ်ပြန်ပါတယ်။အဲလိုသမိုင်းမှာပုံမှန်33နဲ့ပထမဆုံးအကြိမ်အေးအေးယူခံရတဲ့နိုင်ငံကလည်းမြန်မာနိုင်ငံပဲဖြစ်ပါတယ်။ပထမဆုံးအကြိမ်အေးအေးယူမှုကတော့နောက်အာတာနာအဖလက်ထက်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုဒုတိယအကြိမ်အေးအေးယူတာကြောင့်စစ်ကောင်စီကနိုင်ငံတကာဖိအားတွေကိုအရင်ကထက်ပိုပြီးတော့ကြတော့ရင်ဆိုင်ရအဖွဲ့ရရှိတယ်လို့ဆိုပါတယ်။ဂျနီဗာမှာကျင်းပနေတဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ IRC မှာ ILO အဖွဲ့အစည်းပုံအခြေခံဥပဒေပုံမှ33နဲ့စစ်ကောင်စီကိုအေးအေးယူတန်ခတ်ဖို့အတွက်မဲခွဲစရာမလိုဘဲနဲ့တညီတညွတ်ထဲဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။အငင်းစားတမတ်ဘုံမှုချုပ်ဟောင်းချိုထွန်းအောင်ကိုလောက်ကျန်တက်ဖြတ်တဲ့တဲခန်းနေဆိုပြီးတော့6နှစ်ရွယ်ကလေးငယ်တူအမျိုးသမီး2ဦးအပါဝင်စုစုပေါင်းလူ16ယောက်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။အဲဒါလိုဖမ်းဆီးကြောင်းကိုမနေ့ကဇွန်လ9ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ဘုံမှုချုပ်ဟောင်းချိုထွန်းအောင်ကို ပြစ်ခတ်ခဲ့တဲ့ကောင် Golden Valley Warrior ကအသုံးပြုတဲ့စပင်းကိုနောက်ရောက်ခံလိုက်ရကနေဖန်စီရမိခဲ့တာလို့လည်းဆိုပါတယ်။ဖန်စီရမိတဲ့အထက်မှာလှုပ်ကြံသူလို့စစ်ကောင်စီကဆွဆွထားတဲ့သူတွေရဲ့မိသားစုဝင်တွေအပြင်မှာ CDM ဆရာဝန်နှစ်ယောက်လည်းပါဝင်တယ်လို့ဆိုပါတယ်။ဘုံမှုချုပ်ဟောင်းချုပ်ထွန်းအောင်ကိုပြစ်ခတ်ခဲ့စဉ်ကတနက်ကြီးပေါက်ထွက်ပြီးတော့ဘဲဘဲချောက်ဒဏ်ရာရခဲ့တဲ့လူတယောက်ကိုလင်းထုခုဆေးရုံပိုင်ရှင်ဒေါက်တာရဲလင်းစိုးနဲ့ဒေါက်တာဇော်ကိုကိုတို့ကစစ်ကူတာပေးခဲ့တဲ့အတွက်ကြောင့်သူတို့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒါအပြင်လင်းထုခုဆေးရုံကိုလည်းစစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ဆိုပါတယ်ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားပေးနေတဲ့သူဖြစ်ပါတယ်၂010ရွေးကောက်ပွဲနောက်ပိုင်းမှာစစ်ဖက်တာဝန်ကအနားယူခဲ့ပြီးတော့ကမ်ဘောဒီးယားနဲ့ဘရူနိုင်းနိုင်ငံတွေမှာတာမတ်တာဝန်ယူခဲ့ပါတယ်စစ်ကောင်စီရဲ့အနီးကပ်အကြံပေးစစ်မှုထမ်းဟောင်းတွေထဲမှာသူဟာတရားဥပဒေဖြစ်ပါတယ်စစ်ကောင်စီဝါဒဖြန့်လော်ဘီတယောက်ဖြစ်တဲ့သဇင်ဦးကတော့ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်တက်ဖြတ်မှုမှာပါဝင်တဲ့သူတွေကို ကျုံးမိတ်ပေးဖို့လှုံ့ဆော်နေတာတွေ့ရပါတယ်။ချိုထွန်းအောင်လှုပ်ချင်မှုနဲ့ပတ်သက်ပြီးတော့ချိုထွန်းအောင်ပြစ်ကပ်ပြစ်ဒဏ်ကပ်ရှင်းလိုက်တာနဲ့ပတ်သက်ပြီးတော့မလေးကစစ်တပ်ကတရင်ထုတ်ပြန်နေအဖမ်းဆီးရမိတယ်ဆိုတော့ဓာတ်ပုံတွေကိုတွေ့ရတယ်။အဲ့ဒီမှာဗတီဘိန်းပုံတွေလည်းပါတယ်။ဒီဖမ်းဆီးရမိတဲ့လူတွေရဲ့ပုံတွေပါတယ်။အဲ့ဒီမှာအဆိုးရွားဆုံးကတော့ရှောင်းနေသမီးတယောက်အမှုတွေဖြစ်ပါလာနေတာကိုတွေ့ရတယ်။ရှောင်းနေသမီးကတနက်ဖြစ်တတ်ပါမှာဗျာ။ ဒါကိုကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်တဲ့အချိန်မှာအကွက်တွေကတော့လှတယ်ဗျာဒါပေမဲ့ပွေးကွက်ကြီးဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ခင်ညွတ်လက်ထက်ကအကွက်တွေကိုကျွန်တော်တို့ကြံကြည့်အောင်ရခုမူလာကြီးဘုံပေါက်ပွဲတယ်ကံတော်ကြီးသောက်တကြံမတ်တဲ့လက်ပစ်ပုံဖြစ်သွင်းခံရတယ်ဂျန်ရှိတ်တော်ဝင်စင်တာကုံသွေးပိုဒါနာတပြိုင်နဲ့ပေါက်ပွဲတယ်အဲ့လိုပေါက်ပွဲမှုတွေနဲ့ပတ်သက်ပြီးစစ်တပ်ရဲ့ထောင်လိုင်းကြီးကချက်ချင်းဖမ်းဆီးခဲ့နိုင်တယ်အကွက်ပွေးကွက်ကြီး ဗီဒီယိတ်ကလုပ်တဲ့သတင်းစာရှင်းလင်းပွဲကိုကျွန်တော်တို့ကြည့်ကြည့်တဲ့အခါကျတော့အမ်ဓာတ်ပုံတွေရောင်စုံချိတ်အဲဒီပေါ့ဆော့ပင်တွေနဲ့ရေးပေါ့ဗျာဓာတ်ပုံတွေနဲ့ပတ်သက်ကားတော့အမှုတွေနဲ့ဆက်ဆက်ပါပါညာညီဖြောင်းချက်တွေပါတွေပေါ့ဇလန်အစလေအဆုံးဇက်စုံခင်းပြတာခင်ဗျားတို့မြင်ဘူးကြလိမ့်မယ်အဲ့တော့လူတွေကပြည်သူလူထုကဂျင်းနဲ့တညာကောင်းကောင်းသိနေပြီဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ထောင်လိုင်းကြီးက ပြဿနာတစ်ခုဖြစ်တိုင်းဖြစ်တိုင်း၃ရက်လောက်ဆိုတရားခံတမ်းမိတယ်။ဘယ်ဟုတ်မလဲနောက်တော့မှပြန်လေ့လာကြည့်တဲ့အခါကျမှထောင်ထဲမှာပြစ်မှုနဲ့ဒိမ့်ဒိမ့်လာတဲ့ကပိုင်းလိုက်တွေတခိုးချမိုးတွေကိုအုပ်စုခွဲလက်တိတ်ခတ်ဓာတ်ပုံတွေရိုက်ဇလန်းစင်ထိုးဆက်ခင်းရင်သိမ့်တုံရုပ်ရှင်ကရိုက်ပြတာပြို့ပြည်တွင်းကလူတွေယုံနာမယုံနာဂရုမစိုက်ဘူးဒီကောင်လေးနိုင်ငံတကာကိုနိုင်ငံတကာကိုလိန်ညာဖို့အတွက်ဒီလူတွေလုတ်ခဲတာနော်အဲ့တော့ စစ်တော်ကြီးမှာအဖမ်းခံရတဲ့ကိစ္စစစ်တော်ကြီးမှာမတရားဖမ်းဆီးခံရတဲ့လူတွေဆိုဒီတိုင်းပဲသူတို့တင်ထားတဲ့တိုင်တူတူတိတ်ဖဆိုချက်ကိုမရမချင်းညနာကိုအဝိနဲ့နဲ့အုပ်ပြီးလက်သီးနဲ့တို့နမတုံနဲ့ရိုက်ဂျွင်းနေပြူနဲ့ပတ်လက်သေးကုန်ကိုချုပ်ဖဆစ်တဲ့ဆိုးတဲ့နှိပ်စက်မှုမျိုးစုံနဲ့နှိပ်စက်ပြီးသူတို့ပြောတဲ့အတိုင်းသူတို့တင်နေတဲ့အတိုင်းပြောမှအရက်ရက်တယ်ဆိုတော့က ကန်စားကြည့်ကြပါဦးဗျာလိုက်ကောမျိုးတပေကုန်းဖုန်ကြီးကျောင်းဝင်းအတွင်မှာအခိုက်အမာတက်ဆွတ်ထားတဲ့စစ်ကောင်စီတပ်စခန်းကို KNDF viewer နှစ်နဲ့မဟာမိတ်တပ်ပေါင်းစုတွေဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF viewer နှစ်ကမနေ့ကဇွန်လ9ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်ဒါအပြင်စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာ MA1 9လက် AK47 တစ်လက် MA4 တစ်လက် RPG တစ်လက်နဲ့တခြားလက်နက်ခဲယမ်းတွေကိုလည်းသိမ်းယူနိုင်ခဲ့ပါတယ်စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းတိုက်ဆုံးခဲ့ပြီးတော့ KNDF နဲ့ဖူးပေါင်းမဟာမိတ်တွေဘက်ကတော့နှစ်ယောက်တန်းအားရခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။တပြေကုန်းဘုံကြီးကျောင်းအတွင်းထဲမှာအာတက်ဆွဲထားတဲ့ဆက်ကဆာစီကျောင်းပေါ့နော်။အဲဆက်ကဆာတပ်ဖွဲ့ဝင်တွေပေါ့။အဲအဲ့တပ်ဖွဲ့ဝင်တပ်ဖွဲ့တွေကိုတော်တော်ရင်တပ်ဖွဲ့ဝင်တွေကတိုက်တယ်ပေါ့။သွားတိုက်တယ်။ဒါကတော့ထုံးစံတိုင်းပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီရှိပါတယ်ဆိုတဲ့နေရာတိုင်းကိုတော်တော်ရင်တပ်ဖွဲ့ဝင်တွေကသွားရောက်ပြီးတော့တိုက်ခိုက်တာဒါထုံးစံပဲ။အဲသွားတိုက်ခိုက်တိုင်းမှာလည်းစစ်ကောင်စီကလည်းထုံးစံပဲအသေးပြောက်များတယ်ပေါ့နော်။ အဲ့ထက်ပို့ပြီးတော့ထူးခြားသွားတာကဒီလိုမျိုးဒါတပြေကုန်းဖုန်ကြီးတဲ့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတွေကိုတိုက်ခိုက်ရတဲ့အချိန်မှာနောက်ထပ်စစ်ကူအနေနဲ့ပေါ့နော်ဒါကစားနေပြီးတော့ဒါကွန်မန်ဒိုစစ်ကြောင်းတစ်ကြောင်းထက်လွတ်တယ်ပေါ့နော်ရောက်30ပါတဲ့ကွန်မန်ဒိုစစ်ကြောင်းလွတ်တယ်အဲ့ကွန်မန်ဒိုစစ်ကြောင်းကိုလည်းထက်ပြီးတော့တလိုင်းတက်ဖွဲ့တွေကအလင့်ငိုက်ပေါ့နော်အဲအသာစီးရယူပြီးတော့တိုက်ခိုက်နိုင်ခဲ့တဲ့အခါစစ်ကြောင်းတစ်ကြောင်းလုံးဒီမှာပျောက်တယ်ပေါ့နော်အဲ့တော့ဒီကောင်နေအနေနဲ့ဘလို့ပဲအမြေမြေမှာစစ်ကူသွားသွားမရတော့တဲ့အနေသားအခုနောက်ပိုင်းမှာစစ်ကူလာသည်မြတ် ဒါဖြတ်ပြီးတော့တိုက်ခံနေရတယ်ဖြတ်တိုက်ခံရတဲ့အတိုင်းမှာလည်းဒီကြောင်လုံးနီးပါးပျောက်ပျောက်သွားတာမျိုးဖြစ်နေတယ်ပေါ့နော်အရှိပါဒါတေဘောဘူးတေဘောဘူးကိုစစ်ကူလာတဲ့စေချောင်းအားလုံးမှတ်မိလိမ့်မယ်ထင်တယ်ဖီယိုဖီယဲနဲ့ပေါ့နော်68နှစ်ရွယ်အဖိုးကြီးတရားစားပါတယ်ပေါ့နော်အဲအဲ့လိုမျိုးစေချောင်းဒီကြောင်လုံးလုံးဝဖီယိုဖီယဲဖြစ်သွားတယ်ပြတ်ထွက်သွားတယ်ပေါ့နော်အဲဆိုရင်အင်အား90လောက်ရှိတယ်ဒါဆိုလည်းအင်အား30လောက်ရှိအဲ့30လောက်ရှိတဲ့အင်အားလည်းလုံးဝဖီယိုဖီယဲနဲ့ ဒါပြတ်ထွက်သွားတယ်ပေါ့နော်အဲဆိုဒါကျွန်တော်တို့အာအိုက်ဖြစ်စင်ပါဆိုရင်ဒါကျွန်တော်တပ်ဖွဲ့ဝင်တွေဘက်ကနေပြီးတော့ရရှိလိုက်တဲ့အကျိုးမြတ်တွေဆိုရင် MA1 5လက်အဲ AK တလက် MA4 တလက် RPG တလက်နဲ့ RPG ပုံသီးတွေအားစရတယ်ပြင်ကြီးပေါက်တွေရမယ်ပေါ့နော်ဒါနေမရှင်းလင်းတဲ့ခါမှာအဲ့လိုမျိုးပုံစံမျိုးတွေရလိုက်တာရှိတယ်ပြီးတော့အဲအဲ့ကွန်မန်ဒိုစစ်ကြောင်းအောင်ကြောင်းကိုနည်း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 စိတ်ဝင်စားတာပေါ့နော် လာတာကွန်မန်ဒိုနော်ကွန်မန်ဒိုရိုးရိုးစစ်ကြောင်းမဟုတ်ကွန်မန်ဒိုစစ်ကြောင်းဆိုပြီးပွဲပြီးလာတာအဲ့မှာဒါဒါကစားအဖွဲတွေပါတယ်ခလာရ82ကအဖွဲတွေပါတယ်အခမရ930 931ခလာရ135 134 82ခမရ339ခမရ429ခလာရ54အဲ့အဖွဲ့တွေအကုန်ပါတယ်စူပေါင်းဆက်ပေါင်းတယ်ပေါ့နော်ဦးစည်းတဲ့အရာရှိကအာဘူကြီးနိုရယ်ပေါ့နော်နိုရယ်ကြီးခွန်တုံညာ၄၈၄ ဘွေးနိုးလဲဘွေးနိုးရဲဒီကောင်နာမည်လဲကိုကကဘောလခဲပေါ့နော်အဲ့ကောင်နေရောက်30လောက်ဒါနာကားတယ်ပေါ့ဗျာအဲ့တော့ပထမဆုံးပြောချင်တာကတော့စစ်ကောင်စီကအခုနောက်ပိုင်းနေမှာအခုနောက်ပိုင်းမဟုတ်ပါဟိုးရင်တွေကမှပေါ့နော်ဒါတက်ဆွဲတာတို့အဲတို့အခြေပြုလာလို့ဆိုရင်ဒါပြည်သူတွေရဲ့နေအိမ်တွေအဲပြီးရင်အထင်ကြီးနေရာတွေသာသနာနေမြေတွေဘုံကြီးကျောင်းတွေအဲစာသင်ကျောင်းတွေဆေးရုံတွေဒါမျိုးနေရာတွေမှာပဲတို့တက်ဆွဲပြီးတော့လှုပ်ရှားကြတာပေါ့နော် ဲ့တော့တော်လိုင်းရဲ့တပ်ဖွဲ့တွေကအာသွားပြီးတော့တိုက်ပါပြီဟေ့ဆိုတဲ့ခါကြရင်ဒီကောင်တွေကအမျိုးမျိုးပြောကြတယ်ဗောနော်စာသင်ကျောင်းတွေရှိတဲ့နေရာကိုလုတ်တယ်လို့ဘာစာသင်ကျောင်းတွေဘုန်းကျောင်းတွေဖျားကျောင်းတွေတမှာဒီကောင်တွေပဲနေတာလေဒီကောင်တွေပဲတက်ဆွဲတာလေပြီးရင်မဖွဲ့မရတွေလုတ်တယ်လေပြီးရင်ဒါမကောင်းတဲ့အလုပ်တွေပဲအဲ့မှာလုတ်တယ်ကွာဟိုဆိုတာအဲသူများတွေဒါအလှလုပ်ဖို့လှုပ်ထားတဲ့ဟာရီယာစဖြက်စည်းတာမျိုးပေါ့နော်အဲပြီးတော့ဒါသူများတွေလာလှူထားတဲ့ပစ္စည်းတရားစယူငင်သွားယူဆောင်သွားတာမျိုးပေါ့နော်ဒါမျိုးပုံစံမျိုးတွေအားစလှုပ်တာဟုတ်အဲ့တော့ဒါစစ်ကောင်စီရဲ့လှုပ်ရက်ကအဲ့ပုံစံပဲ အဲ့ပြီးတော့နောက်တစ်ခုကကွန်မန်ဒိုစစ်ကြောင်းပေါ့နော်ကွန်မန်ဒိုဆိုတာကတော့အမှန်တမ်းပြောရင်တော့သူကတဆင့်မြင့်ထားတယ်ဆိုပြောရမှာပေါ့ဒါဒီကောင်းနေနည်းနည်းအထင်ကြီးသွားအောင်မယ်တဆင့်မြင့်ထားရဆိုတဲ့ပုံစံမျိုးပေါ့ဗျာပုံမှန်ဒါစစ်သားတွေထက်သူကတဆင့်မြင့်ပြီးတော့ဒီကွန်မန်ဒိုတင်တန်းနေအကြမ်းဖက်တင်တန်းနေပါတက်ပြီးတော့သူကလုံးဝအဲတကယ်ပြောရင်အထူးစစ်စင်ရေးတွေလှုပ်လှုပ်ဖို့ဆိုပြီးတော့လှုပ်ထားတာပေါ့အခုလဲဒါဇကာရီးယားလိုလာခိုင်းတာလားတော့မပြောတတ်ဘူးပေါ့နော် ငါတို့ లై ကောဖုန်းเจ้าမှာတိုက်ခိုက်ခံနေရတဲ့ငါတို့ရဲ့စစ်သားတွေကိုပေါ့နော်ငါတို့ရဲ့တပ်ဖွဲ့တွေကိုသွားပြီးတော့ဒါစစ်ကူသွားရမယ်အဲ့တော့ကျွန်တော်မင်းတို့ထဲကဘယ်သူလိုက်มาလဲဘာလဲညာလဲနဲ့ဒါမျိုးပုံစံမျိုးနဲ့ခေါ်လိုက်သလားတော့မသိဘူးပေါ့နော်စူပေါင်းဆက်ပေါင်းနေထွက်ကြလာတယ်အခုတော့အဲ့အဖွဲ့တွေအကုန်လုံးဒါတော့စစ်ကြောင်းကြောင်းလုံးပျောက်သွားတယ်ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်ဒါမဲ့လည်းစစ်ကောင်စီဘက်ကဒါသူတို့ဘက်ကအခုလိုမျိုးရှုံးနေမှုတွေနဲ့ဘလောက်ပဲကြုံကြုံမြင်မြင်မှာတော့စစ်ကြောင်းထိုးလာတယ်တောက်လျှောက်လုံနေတုံးဆိုပြီးသိရတယ်။အာကမ်ဘလူးဘက်မှာဆိုလဲဇီးကုံတကြားဆက်ကနေပြီးတော့ဒါစစ်ကား၄စီးနဲ့ဒါအင်အားဖြည့်ဖို့ပေါ့နော် ပေကြီးကျေးရွာကိုရောက်ရှိနေရရှိတယ်။အဲ့ဒါပြီးရင်တော့စစ်ကြောင်းထိုးတာတွေအာနေမြေရှင်းလင်းတာတွေနေမြေဆုံးမှုရဖို့အတွက်တွေအဓိကတော့စစ်ကြောင်းထိုးတာပေါ့ဗျာ။အဲ့လိုတွေလှုပ်လာနိုင်တယ်။အဲ့လိုလှုပ်လာတဲ့အခါမှာပြည်သူတွေရှိတဲ့နေရာတွေအပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုဖျက်ဆီးဖို့အတွက်ဒီကောင်တွေကအမြဲတမ်းအသင့်ဖြစ်နေတယ်ဆိုတော့ဟာကိုလည်းသိစေချင်တယ်။အဓိကတော့ဒီလိုသတင်းတွေရရှိတဲ့အခါမှာအဲဒေါ်လာကြီးတက်ဖွဲ့ဝင်တွေလည်းကြိုတင်ပြီးတော့ပြင်ဆင်လို့ရနိုင်အောင်ပေါ့နော်။နောက်တစ်ခုကျွန်တော်တို့ကကျွန်တော်အနေနဲ့မြေတားရက်ခံချင်တာတစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့မြေကြီးကစစ်ကြောင်းထိုးတဲ့သတင်းတွေတော့ကျွန်တော်တို့ရရှိအောင်ဆောင်ရွက်နိုင်တယ်။ဒါပေမဲ့ စစ်ကြောင်းလာတယ်မလာဘူးဆိုတဲ့ဟာမျိုးတွေတကယ်အဲ့စစ်ကြောင်းသွားသလားမသွားဘူးလားဆိုတဲ့ဟာမျိုးတွေကကြတော့အဲ့စစ်ကောင်စီစစ်ကြောင်းမှာပဲသိမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့မြေမြမအထက်ကနေပြီးတော့သွားခိုင်းတိုင်းသွားလို့မရတဲ့နေရာတွေရှိတယ်။ပြီးရင်အထက်ကနေသွားခိုင်းတိုင်းသူတို့မသွားရတဲ့နေရာတွေလည်းရှိတယ်။အဲ့ကြတော့ဒါမြေမြမတော့ဒီချက်ပို့ပြီးတော့ဒါကျွန်တော်တို့တွေစီစစ်တာမျိုးတွေနဲ့စစ်ဆေးတာမျိုးတွေနဲ့ပို့ပြီးတော့လှုပ်ဆောင်ပြီးတော့ကိုလုံးနိုင်တဲ့အပိုင်းတွေပေါ့နော်။စစ်ကောင်စီလာပြီးဟေးဆိုတဲ့ခါကျရင်ငါတို့ဘာလုပ်မလဲဆိုတဲ့အပိုင်းတွေနဲ့ပြည်သူတွေရောသတိပေးကြတာပေါ့နော်။ဒေါ်လာရင်းတက်ဖွဲ့တွေရောသတိပေးကြတာဖြစ်ပါတယ်။ ။အလုပ်ပြဖို့ဆက်တင်ပြပေးကြပါလေ။ဒါတော့ကျွန်တော်တို့ဒီဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့ ILO ရဲ့ညီလာခံပေါ့ဗျာ။အဲဒါကျွန်တော်9ရက်6လ2025ခုနှစ်မှာဒါမြန်မာနဲ့ပတ်သက်ပြီးတော့တို့ဆုံးဖြတ်ချက်တခုချတယ်ပေါ့။အဲဒါတော့ဗျာတို့ဒီ ILO ရဲ့ ILO ရဲ့ဒီဥပဒေပုံမှာပေါ့ဗျာခေါ်ရတော့မြန်မာလိုပြန်ရင် ILO ရဲ့ဥပဒေပုံမှာ33ပေါ့33ရာမြန်မာကိုတို့ဆုံးဖြတ်ချလိုက်တယ်ပေါ့ဗျာအဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့အန်ယူအုပ်စုကတို့ရဲ့အောင်ပွဲဒါပြည်သူလူအောင်ပွဲရှောက် ဒီဗီဒီယိုဖိုင်မှာသူရေးထားတာခွေးယူအုပ်စုတွေတင်းမှားနဲ့ပျော်နေကြတော့ ILO ဆုံးဖြတ်ချက်ဆိုပြီးတော့အဲသူကခေါင်းစဉ်ပေးလာတယ်အဲ့ဒီခေါင်းစဉ်မှာအောက်မှာဒီဗီဒီယိုဖိုင်ကိုသူတင်ထားတာဖြစ်တယ်နော်ဒါအခုသူအဲ့ဒီခေါင်းစဉ်နဲ့သူဘာပြောမလဲဆိုတော့15000ချီပြောနေရှောက်ပြောနေတိရတိုင်းပြအဲ့ energy အုပ်စုတွေကပြတကယ်ယုံစရာပြပြည်သူလူထုဒုက္ခရောက်ဖို့ကပြရားတဲ့အပေါက်ဒီတပေါက်လေးလုံးအဲ့ဒီတပေါက်ကနေကပြပြတ်တလာရှာတယ် အဲ့လိုအုပ်စုတွေကြီးလိုက်ဒီတပေါက်လွတ်နေလားအပေါက်လက်ရှာဒီတပေါက်လွတ်အဲ့တပေါက်ကမီးရှို့လိုက်တယ်ဘာလို့ပြည်သူလူထုဒုက္ခရအောင်အဲ့လိုကြီးအုပ်စုကတကယ်အကြမ်းဖက်တယ်ကဲဒါတော့သူပြောပါလားသူပြောတဲ့စကားဟုတ်လားမဟုတ်ဘူးလားလက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်နေတာဘယ်သူတွေလဲနော်မြန်မာနိုင်ငံပြည်သူလူထုနဲ့နိုင်ငံကိုအကြမ်းဖက်တဲ့ကောင်တွေပေချင်းစိုးနဲ့ပေပါသေးလို့ကြင်ရဲလားကြာရှုံးပါသေးလို့ကြင်ရဲလားငါတို့ကဒဲကြင်ပါဒဲပြောတာ အဲ့ဒါဘီဘူးအားလုံးဝဆန္ဒပဲရှင်းတယ်နော်အဲ့တော့ဒါကစကားအဲ့ရပြောတာလက်တွေ့ကြကြတိုင်းထွက်ပြကျွန်တော်အမြဲပြောနေတယ်လက်ရှိမြန်မာနိုင်ငံမှာအစိုးရနှစ်ရက်စင်ပြန်ဖြစ်နေတယ်အာနာတိန်းထားတဲ့စစ်ကောင်စီနဲ့အာနာတိန်းနာကိုပြန်လဲခုခံစစ်လုပ်နေတဲ့ NUG အဲ့တော့ NUG အောက်မှာအားလုံးတည်တဲ့တိုင်းမဟာမိတ် EAWSK နဲ့ PDF ရှိတယ်တိုင်းနာ EAW အဲပြစောရေးအာနာတိန်းထားတဲ့စစ်ကောင်စီဘက်မှာ တို့စစ်တပ်ရှိတယ်အဲ့တော့လက်ရှိအဲ့ဒီလက်နက်ကင်နှစ်ဖွဲ့မှာနှစ်ထက်မှာတိုင်းပြည်နဲ့ပြည်သူပေါ်ဘဒူကအကြမ်းဖက်လဲဆိုတာကိုလက်တွေ့ကျကျကျွန်တော်တုံ့တက်ပြမယ်စစ်ကောင်စီစစ်ကြောင်းထိုးလို့ထွက်မပြေးရတဲ့ရွာထွက်မပြေးရတဲ့ဒေသရှိတာမြန်မာပြည်မှာတိုင်းနာ EOSD နဲ့ PDF တွေစစ်ကြောင်းထိုးရလို့ထွက်ပြေးရတဲ့ရွာ မြင်ဘူးလားကြားဘူးလားအဲ့ဒါအဖြစ်ပဲအဲ့ဒါမြေပြင်မှာ logic အကျဆုံးအဖြစ်ပဲ တော့တီတူနဲ့တိုင်းပြည်ကိုအကြမ်းဖက်နေတဲ့ကောင်တီတိုင်းတီတူကထွက်ပြေးရမှာပဲဟုတ်တယ်နော်တိုင်းပြည်နဲ့ပြည်သူဘက်ကကာကွယ်နေတဲ့လူလာလို့ရှိရင်တီတူကကြိုဆိုလိုက်အဲ့တော့မြန်မာပြည်မှာစစ်ကောင်စီစစ်ကြောင်းထိုးရင်ရွာတရွာမဟုတ်ငားရွာရှိငားရွာလုံးပြေးရတယ်ဒါပေမဲ့ PDF တွေ line တပြေခက်နဲ့ကြိုနေတာအလုံးမြင်မှာဖြစ်တယ်နော်အဲ့တော့တိုင်းပြည်အပေါ်ကိုအကြမ်းဖက်နေတာဒီကျော်စိုးဦးပြောသလို PDF နဲ့ ING အုပ်စုလာအာနာလုထားတဲ့ ဲ့အာနာသိန်းအချမ်းဖက်စစ်ကောင်စီတာနော်ကြိုက်တယ်လို့လည်းပြင်ပြောရတယ်လက်တွေ့ကြကြနှိုင်းရှင်လို့ရဆန္ဒဆောင်ကြီးဒီကောင်ပြောမလဲအချမ်းဖက်အုပ်စုတွေခင်ဗျတကယ်ကိုဒီအုပ်စုတွေလောက်ခင်ဗျတတိမမနာရှိ ਉ မရှိဘူးတကယ်ကမြခွေးတော်ပါလေဒီဟာခွေးတွေမဟုတ်ဘူးတကယ်ခွေးလေခွေးလေခွေးယူတွေဟုတ်တယ်ခွေးယူတွေမှန်တယ် ဟဲ့ဒီမြန်မာနိုင်ငံမှာခွေးလို့ပြောလိုက်ရင်ခင်ဗျားတို့ PDF တွေကိုမြင်အောင်လားတိုင်းဒါလက်နက်ကိုင်တွေမြင်အောင်လားစစ်တပ်ကစစ်ခွေးတွေကိုမြင်အောင်လားနော်ဒီနေ့အခင်မှာပြည်သူတွေကတည်င်းပိင်းဘလို့ခင်ခွေးတွေဘယ်နှားရောက်နေပြီနော်ခွေးစစ်ကြောင်ဘယ်နှားထိုးနေပြီနော်ဟုတ်လားမဟုတ်လဲကျွန်တော်ပြောမှားလားမှားလားအဲ့တော့ပြည်သူကခွေးလို့ပြောလိုက်လို့ချင်းဘယ်ကောင်တွေကိုမြင်အောင်လဲအေးအဲ့ဒါအဖြေပဲမင်းပြောသလိုအဲ့ခွေးယူးတွေကတကယ်မှန်တယ်ပြောသူတွေဟုတ်တယ်နော်ဆက်ပြော အန်ယူဂျီအိုးစုကခင်ဗျာတကယ်ခင်ဗျာဂေယာကွေးတဲ့လိမ္မာသေးတယ်အန်ယူဂျီအိုးစုကခင်ဗျာခွေးယူတွေတို့ဒီမှာပတ်ကြိုက်တာအဲ့ဒါမီဒီယာနော်လက်ရှိစစ်ကောင်စီဘက်မှာတရားဝင်မီဒီယာလို့ပြောတဲ့မီဒီယာဓမ္မတယောက်ကတင်ဆက်မှုပဲဖြစ်ပါတယ်နော်စဉ်းစားကြည့်အဆင့်အတန်းကျွန်တော်မီဒီယာမဟုတ်ဘူးကျွန်တော်ရီရှင်လုပ်နေတာတာမန်ပြည်သူပဲကျွန်တော်မီဒီယာတော့နာမည်မခံထားဘူးနော်အဲ့တော့တာမန်ပြည်သူအရက်စကားနဲ့ပြောလို့ရတယ်မီဒီယာတော့နာမည်ခံထားပြီးတော့ ြောနေတဲ့ဇကာကဖာတယ်ပြည်သားတယောက်တော့တန်ဖိုးမရှိတဲ့ဇကာကိုပြောနေတယ်အကြည့်သာစစ်ကောင်စီရဲ့မီဒီယာရဲ့ဗျာကြည့်သာနော်အဲ့တော့ဘာတွေဆက်လောင်မလဲကြည့်အောင်ဒီကောင်အဲ့ဒီအုပ်စုတွေအဲ့ဒီအဲ့ဒီအုပ်စုတွေဆိုအောင်ပွဲတယ်ဗျာခင်ဗျာအမအင်္ဂလိပ်လိုမျိုးကမြန်မာလိုတင်ထားတယ်တင်ထားတယ်မဖတ်တဲ့လူဝင်ဖတ်ကြည့်ဝင်ဖတ်ကြည့်အဲ့တော့ပြည်စင်တပြပါမယ်ဒီဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာကျင်းပတဲ့ဒီအိုင်အယ်လိုရဲ့133ကျင်းမြောက်အပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံ မာတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တခုချပါတယ်အဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ကတော့ဗျာဒီ ILO ရဲ့ပုံမှန်33အဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ ILO ကအာဟို ILO ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးအနုချက်အာငါတို့အောင်မြင်ပြီပေါ့ဗျာတိတ်ကိုကြီးစရာကောင်းတယ်တိတ်ကိုကြီးစရာကောင်းတယ်အဲ့လိုဆုံးဖြတ်ချက်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ILO ကအဲ့ဒီလိုမျိုးကျွန်တော်တို့ဒီဒီပုံမှန်33နဲ့ဆုံးဖြတ်ချက်ချခဲ့တာက2000ပြည့်နှစ်မှာတစ်ကြိမ်လက်ရှိမှာတစ်ကြိမ်နှစ်ကြိမ်နှစ်ကြိမ်2000ဆိုတော့ဗျာကျွန်တော်တို့ဒီဘူဂျုံမူကြီးရဲ့ဘူဂျုံမူကြီးဦးတန်းရွှေရဲ့လက်ထက်အဲ့ဒီကလား ဲ့ချင်းနဲ့ပတ်သက်ပြီးတော့ဒီ NASA ကလည်းတင်းတော့ပြန်တယ်။အဲ့ဒီကဒီဒီ ILO ရဲ့ဆိုမေးချက်နဲ့ပတ်သက်ပြီးတော့သူတို့လေ့လာခဲ့ရမှာတဲ့။နိုင်ငံရေးဆိုင်ရာခြေကမှုအပေါ်မှာအခြေခံပြီးတော့ဆိုမေးခဲ့ခြင်းဖြစ်ပြီးတော့မြန်မာနိုင်ငံအစိုးရအပေါ် ILO မျက်နှာစာမှဒါတစ်ဆင့်ဖိအားပေးနိုင်ရည်ရွယ်ချက်ဖြစ်ဒါကျွန်တော်တို့တစ်ဖက်သက်တောင်းဆိုလာတဲ့ဆုံးဖြတ်ချက်တည်းဖြစ်ပါတယ်။ ILO မှစမှတ်သောဆုံးဖြတ်ချက်များသည့်နိုင်ငံရေးကိုဖိအားပေးလို့၍ဆုံးဖြတ်ထားသည့်အချက်လက်ဖြစ်ရတဲ့မြန်မာနိုင်ငံအတွင်းညှိတင်းတကယ်လောက်ခံအကြသည့်အလုပ်ရှင်များအလုပ်သမားများစီးပွားရေးလုပ်ငန်းရှင်များအပေါ် တယောက်မှုများမရှိတော့ကြောင့်ဆိုးရွမှုမရှိပဲလုပ်ငန်းကွန်များတွင်အေဂျင့်စွာဆက်လက်လောက်ကိုင်းနိုင်ပြီဖြစ်ပါတယ်တဲ့မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးသောအလို့သမားတို့အခွင့်အရေးများဥပဒေဥပဒေနဲ့အညီတိုးတက်မှုရရှိရေးလူမှုဘဝဖွံ့ဖြိုးရေးအလောက်ကအခွင့်အလမ်းများဖန်တီးပေးနိုင်အတွက် ILO အပအဝင်နိုင်ငံကအတိုင်းဝိုင်းနဲ့ဆက်လက်ထိတွေ့လျက်မြန်မာနိုင်ငံအချုပ်အခြာအာဏာနဲ့လွတ်လပ်မှုကိုမထီပါစေသောပူးပေါင်းဆောင်မှုများဆက်လက်ဆောင်တော်မူဖြစ်ပါတယ်အလို့သမားဝန်ကြီးဌာနကလည်း ဲ့တော့ဒီချင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့လက်ရှိဒီမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်ကြီးကကျွန်တော်မေးတယ်ဒီရတက်ရောက်မှုကဒီ ILO ရဲ့ဒီပုံမှန်33ရဲ့ဒီတက်ရောက်မှုကမြန်မာနိုင်ငံပေါ်မှာဘာတွေထိခိုက်နိုင်လဲလို့မေးတယ်ထိခိုက်နိုင်မှုမရှိပါဘူးတဲ့အဓိကလက်ရှိဒီမြန်မာနိုင်ငံဖြစ်ပေါ်နေမှုအပေါ်ဖြစ်ပေါ်နေမှုအပေါ်ဒါတို့ကထိန်းချောင်းနိုင်မှုတို့အတွက်ပြားပေးနိုင်မှုတော့ဗောဗျာအဲဒီဘောလောက်လိုက်ဖြစ်ပါတယ်ဘာမှထိခိုက်မှုမရှိပါဘူးတဲ့။ဘာကြောင့်လဲဆိုတော့ရှေ့မှာကျွန်တော်တို့ဒီ2000ခုနှစ်မှာ ဗိုလ်ချုပ်မှုကြီးဦးတန်းရွှေလက်ထက်မှာဒီလိုမျိုးအိုင်ရုံကချမှတ်ခဲ့ပါတယ်အဲ့ချိန်တုန်းကလည်းတက်ရောက်မှုကြီးကြီးမမမရှိပါဘူးတဲ့အဲ့ချိန်တုန်းကလည်းကျွန်တော်မြန်မာနိုင်ငံမှာဒီအထည်ချုပ်လုပ်ငန်းတွေရှိတယ်အခြားသောဒီနိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရှိပါတယ်တဲ့အဲ့ချိန်တုန်းကလည်းဘာမှတက်ရောက်မှုမရှိပါဘူးတဲ့လက်ရှိလက်ရှိအခြေအနေမှာလည်းကျွန်တော်တို့ဒီမြန်မာနိုင်ငံကရင်းနှီးမြှုပ်နှံတဲ့အားလုံးနားလည်အောင်ပြောရမယ်ဆိုရင်နိုင်ငံသားရင်းနှီးနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေပြည်ပမှာရှိတဲ့ကျွန်တော်တို့ဒီရင်းနှီးမြှုပ်နှံမှုတွေပတ်သက်ရင်ဘာမှအထိကိမှုမရှိဘူးလို့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်ကြီးများကလည်းပြောပါတယ်အားမဆိုရတာမရှိဘူးအဲ့တော့ဟိုကအောင်ဝဲတွေပါလုံး ကြားတယ်နော်ကြားတယ်နော်အဲ့တော့နောက်တစ်ချိန်တိုင်းပြည်မှာသူတို့ကသူတို့စောက်တုံးမကြလို့နော်စီးပွားရေးတွေကြလာလို့ရှိရင်နိုင်ငံတကာကိုပိတ်ဆို့ခိုင်းလို့နိုင်ငံတကာကပိတ်ဆို့ထားလို့ဆိုတဲ့စကားနဲ့ဖာကြခွင့်ရမှာမဟုတ်ဘူးနော်နော်အဲ့ဒါကြည့်သားမှတ်ထားနော်သူတို့နောက်တစ်ချိန်ကြရင်နိုင်ငံတကာကပိတ်ဆို့ခိုင်းလို့ဆိုတဲ့စကားကိုဖာကြမယ်ဆိုရင်အဲ့ဒီဗီဒီယိုဖိုင်ကိုဖွင့်ပြလိုက် ဲ့တော့ကျွန်တော်ပြောမယ်တန်းရွှေလက်ထက်မှာသူတို့ကိုပိတ်ဆို့ခဲ့လို့ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လှုပ်ပြီးတော့တိန်းစိန်ကိုရွေးကောက်ပွဲကျင်းပါပြီးတံမတားအဖြစ်တင်ပြီးတော့တန်းရွှေရဲ့ကာဘာလှုပ်ပြီးထွက်သွားတာအခုမင်းအောင်နိုင်လက်ထက်မှာဘလို့ဖြစ်မလဲစောက်ကြည့်လိုက်အဲ့တော့ article 33ရဲ့တက်ရောက်မှုကဘယ်အထိတက်ရောက်မလဲစောက်ကြည့်လိုက်နော်ပြောပြလှုပ်လာဗျအောင်ဝဲဒီမှာလောက်တယ်အဲ့မှာနိုင်ငံကသတင်းစာမျက်နှာတွေမှာလည်းကြည့်လိုက်ဒီရဲ့ဒီ IL ရဲ့ဆွေးနွေးချက်ကလက်ရှိ မြန်မာနိုင်ငံပေါ်မှာဘာမှတက်ရောက်မှုမရှိပါဘူးလို့ပြောရဲရေးထားတယ်ဗျာရေးထားတယ်အမှရေးထားတယ်သူတို့ကတော့ဗျာအောင်ပွဲတယ်ဗျာဘာအောင်ပွဲလဲတော့မသိဘူးအောင်ပွဲလဲတော့မသိဘူးအဲ့တော့အကြံပဲအုပ်စုတွေကတော့ခင်ဗျားသိရတိုင်းပဲဘယ်နာမီးရှို့ရမယ်ကြည့်နေအဲ့ဒါပဲဒါကြောင့်ကျွန်တော် NGO အုပ်စုတွေကဗာနဲ့တူလဲဆိုတော့ခင်ဗျားခွေးတော်မှာဂေယာခွေးနဲ့တူတာမဟုတ်ဘူးဂေယာခွေးလို့အဲဂေယာခွေးလို့လမ်းပြခွေးဆိုတာကျွေးတဲ့ကိုရှင်သန်ခဲ့တဲ့ပတ်ဝန်းကျင်ကိုခင်ဗျားကောင်းကျိုးပြုသေးတယ်လူစိမ်းဝင်လာဟောင်းသေးတယ် ဒီကဗျာဒီ NUG အုပ်စုတွေကဗျာတကယ်ခွေးယူတွေတွင်းကြကိုလိုက်ပတ်ဆွဲတာအဲ့လိုအကောင်နေရှင်းရမှာပြီးသွားလိမ့်မယ်အကောင်တွေလည်းပြီးပေးပြီးရောက်ကိုနည်းနည်းကကြည့်ရှုအားပေးတယ်မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာစောက်ချက်မရှိပြီးပေးမီဒီယာကိုအနေနဲ့အရက်ကအားပေးနေတယ်မိဘပြည်သူများဘာဖြစ်တယ်ပြောရဲသေးတယ်ဟမ်မင်းစောက်ခွက်ကမီဒီယာလားဟမ်မင်းကစိတ်ခေါ်မလားဟဲ့ကြော်ဆိုးဦးမင်းပြည်သူတွေကိုထွက်လိုက်မင်းတို့မြန်မာပြည်သွင်းမှမယ်နော်မင်းတို့အာဏာရှိတဲ့မြို့မှာပဲထွက်လိုက်ထွက်လိုက်ပြီးလို့ရှိရင် ဒီမြန်မာနိုင်ငံမှာခွေးတွေလို့ပြောရင်ခင်ဗျားတို့ပြည်သူအနေနဲ့ဘယ်သူတွေကိုမြင်လဲနော်မင်းစောက်ခွက်နဲ့လိုက်မင်းရင်တော့မင်းကစစ်တပ်ကဘောမကောင်တီးတဲ့အတွက်မင်းကိုကြောက်ပြီးတော့ဝင်နေဖြစ်လိုက်မယ်တာမန်လူတယောက်ကိုလူမတီးတဲ့တာမန်လူတယောက်ကိုပြည်သူ၁၀ယောက်ကိုလိုက်မေးခိုင်းတိလားတိလားပြည်သူ၁၀ယောက်ကိုလိုက်မေးခိုင်းနော်မြန်မာပြည်မှာခွေးတွေလို့ပြောလိုက်ရင်ဘသူတွေကိုမြင်အောင်လဲဆိုတာတိလားအဲ့လားလေးပဲပြောတိလားလောင်အနေနဲ့မပူနဲ့ နော်မင်းတို့ပြောတဲ့နောက်ဆုံးအချိန်ကိုရောက်လာပြီသိလားမင်းစောက်ခွက်ကိုမိတဲ့အချိန်ကျရင်အဲ့ဒီပုံစံအဲ့ဒီအချိုးတိုင်းမင်းမပြောင်းလဲတော့ပါသေးလို့မှစုတောင်းပေးတယ်သိလားမကြတော့ဘူးနော်ကြော်ဆိုးဝင်သိလားအဲ့တော့မင်းတို့ထင်တယ်လို့မင်းအောင်လှိုင်ကဘယ်လိုပုံစံလုပ်မလဲ article 33ရဲ့နောက်ကတက်ရောက်မှုတွေခံလာလို့